はい。はい。えー、申し送り15番です。名前さんが、まるまるシ室の桜井さん、終始前に突然涙を流され、家に帰りたいと繰り返していました。お声かけすると、徐々に落ち着き、23時頃には就寝されました。日中も 気持ちに寄り添った対応をお願いします。まるまるあかんや、さくらいさん、それとか、終身まえに、で、အဲ့တော့ရှူးရှင်းဆိုတာတနည်းအားဖြင့်အိတ်တာပဲဒီနော်အဲ့တော့မအိတ်ခင်မှာထိုဆုဆန်းယုတ်တည့်ရဲ့ထိုဆုဆန်းရဲ့အိပယ်ဒီယုတ်တည့်ရဲ့နာမိဒဆိုတာမျက်ရည်နာဂစုဆိုတာကမျောချသည်ဆိုတဲ့အိပယ်ပေါ့နော်အဲ့ဒီ ကျုံနဲ့လက်ဆာနဲ့ပြောရမယ်ဆိုရင်နာဂရှိမဆိုပြီးတော့လေမအိနာပို့တယ်မလားပို့တဲ့အခါမှာအိနာတွေကဒီမှာအညစ်အကြေးတွေကိုလေရေနဲ့ဆေးချမယ်ဆွဲရေဆွဲချမယ်ဆိုလို့ရှင်နာဂရှိမဆိုလို့ပြောလို့ရတယ်နော်ရေလောင်းချလိုက်တော့မယ်ရေဆွဲချလိုက်တော့မယ်ဆေးချလိုက်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နာဂရှိမဆိုလို့ပြောလို့ရတယ်နော်ဒီမှာနာမိတာကိုနာဂဆူကကြတော့မျက်ရည်တွေကျလာတာပေါ့နော်ကျလာပြီးတော့ ENI ခိုင်ရီတိုင်အိမ်ပြန်ခြင်းနဲ့ဆိုပြီးတော့ခူရီခါရဲ့စတေမတ်တာ ခူရီခါရဲ့ရှိတယ်ဤမရှိတာအိမ်ပြန်ခြင်းနဲ့အိမ်ပြန်ခြင်းနဲ့အဲဒီလိုမျိုးပေါ့နော်ထက်ခါထက်ခါနဲ့ပြောနေခဲ့ပါတယ်တဲ့အိုကိုရဲ့ခခဲဆူရူတို့သူ့ကိုဒီလိုမျိုးပြောလာနေလို့ကိုကကိုရဲ့ခခဲလှုပ်လိုက်တဲ့အခါမှာမာတော့သူကဂျိုးဂျော်နီတဖြည်းဖြည်းပေါ့နော်ဂျိုးဂျော်နီရဲ့အိဗယ်ဒီတဖြည်းဖြည်းအိုချစ်စကီတင်းငိလာပြီးတော့ နီဂျူးစန်းကြည့်ကောတို့နေဝ23နှစ်ဝင်းကျင်လောက်မှာတော့တနည်းအားဖြင့်ပါလဲ17နှစ်ပေါ့နော်17နှစ်ည17နှစ်ဝင်းကျင်လောက်မှာတော့ရှူရှင်းစားတဲ့မာစတာအိတ်သွားခဲ့ပါတယ်နီဂျူးမိုနေဘက်မှာလဲခီမိုချီနီသူ့ရဲ့စိတ်ပေါ့နော်ယော်ရီစွတ်တာထိုင်အိုသူ့ရဲ့စိတ်နဲ့ကိုကအနီးကပ်ဖြစ်အောင်နေပေးတဲ့ဆောင်ရွက်မှုကိုလုပ်ပေးဖို့မေတ္တာရက်ခံပါတယ်တဲ့ ကူညီတောင်းပါတယ်ဗောနော်လှုပ်ပေးပါဦးနေကိုင်းရှိမဆိုပြီးတော့ပြောလိုက်ပါတယ်ဒီမှာယော်ရီဆိုဆိုတာကအမျိုးမျိုးတုံးလို့ရတယ်နော်ဒါဆိုဒီမှာတော့ခီမိုချီနဲ့ပြောထားတယ်ဆိုရင်သူ့နဲ့သူ့ရဲ့စိတ်ကလေးလို့ခံစားနေရရင်ကိုကလည်းလိုက်ပါခံစားပြီးတော့ဩဒီလူမျိုးလားသူတက်တာရရွားအောင်ဗောနော်ချောကန်လို့ခေါ်တယ်အဲ့ဒါပြောမယ်ဆိုရင်နော်ချောကန်ချောကန်ဗောနော်ချောကန်ဆိုတာကထက်တူညီခံစားပေးခြင်းဗောနော် ဆိုပြီးတော့တူမိုးဆိုတဲ့ခန်းကြီးလေးနဲ့เนาะတူမိုးဆိုတဲ့ခန်းကြီးလေးနဲ့ထတူကြီးခံစားပေးတာမျိုးပေါ့เนาะဒါကိုပြောစင်နေဖြစ်ပါတယ်နောက်တစ်ခုယော်ဒီဆိုးကတကယ်လို့ဒီရောရှာဆန်ကသူကအိမ်နာကိုခဏခဏတွားနေတယ်ပေါ့เนาะဟဲအခါကျရင်တန်တူ risk ချော်လဲနိုင်ကြီးများတယ် ဆိုလို့ရှိရင်ကိုအနောက်ကနေပြီးတော့ယော်ရီဆုတ်တယ်ဘေးကနေလိုက်ပါပေးတာသူသွားတဲ့အချိန်မှာကိုကလိုက်ပါပေးတာဆိုရင်ယော်ရီဆိုဦးဆိုပြီးတော့ပြောလို့ရတယ်เนาะဒါကြောင့်မို့လို့အနီးကနေပေးတယ်အနားတွင်လိုက်ပါနေပေးတယ်လို့ဘာသာပြန်ကားခြင်းဖြစ်ပါတယ်